ကဲဒီခါမှာဒီမှာပေါ့နော်ဒီတရင်အကြောင်းအရာတခုပြောပြမယ်ဒါကလည်းဆိုတော့နီးပညာပစ္စည်းတွေကြောက်တဲ့ကလေးတွေရဲ့အိပ်စက်မှုပေါ့နော်ဒါဒီမှာအနောက်ရက်ဖြစ်စေနိုင်တယ်ဆိုတဲ့အကြောင်းအရာလေးအဲ့တော့ကလေးတွေကြောင့်မစင်စားရင်လူကြီးတွေမှာဟိုပေါ့အနောက်ရက်ကဖြစ်တယ်လေဘာလို့လဲဆိုတော့အဲ့ဒီတုံးတုံးတုံးဖုံးရကလုံးစုံနှစ်ဖူးတော့ပြုတ်ကြဒါမျိုးတွေဖြစ်တတ်တာပဲနော်အဲ့တော့ဘူးထရုံနဲ့မို့အေးရရတဲ့ကုန်းပြီးတော့อืมဖုံးမေရတဲ့ကုန်းမနက်တိဖွင့်မိဒါမျိုးတွေရှိရဲ့အဲ့ဒါอืมအလူကိုတွေ့ကိုတွေ့ရှယ်နေပြီးတော့ ကဲဒီမှာဆိုရင်တော့ခလေးရဲ့အတွက်ပေါ့နော်ပြောထားတာအဲ့တော့ခလေးငယ်ရဲ့အနီးမှာပေါ့နော်တက်ဘလက်တွေစမတ်ဖုန်းတွေအဲ့လိုမျိုးထားရှိတာကတဲ့ရုပ်မြင့်တန်ကြားချက်ရှိတာထက်ပေါ့နော်ပို့ပြီးတော့စိုးပါတယ်တဲ့အဲ့တော့အဲ့ဒီပစ္စည်းတွေရှိလို့ရှိရင်ခလေးတွေအေးမဝဘူးဆိုပြီးတော့သူတို့တွေကလိလာတွေ့ရှိတာအဲ့တော့သူတို့တွေကဆိုလို့ရှိရင်နည်းအလဲတန်းကျောင်းသား2000လောက်ကိုသူတည်တနာပြုတ်လို့ပြီးတော့ဒီလိုမျိုးဖြစ်ကိုထွက်ခဲ့တာပေါ့နော်အဲ့တော့စမတ်ဖုန်းနဲ့သင်္ဘောကွန်ပျူတာတွေကိုအသုံးပြုဝင်ရရှိတဲ့ခလေးငယ်တွေကဆိုရင်ねဒီအိတ်ခမ်းမှာအဲ့လိုမျိုး ရှိတဲ့အခြေအနေနဲ့ပါတဲ့ကလေးငယ်တွေပို့ပြီးတော့အချိန်ကညွန်နေတယ်။တညအောင်ဆိုရင်အဲ့ချိန်က20မိနစ်တိတိပို့ပြီးတော့နေတယ်။ပို့နေပြီးတော့အေးမဝသလိုမျိုးလဲခန်းစားနေရတယ်ဆိုပြီးတော့သူကပြောထားတယ်။ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့တီဗီကြည့်ခွင့်ရတဲ့ကလေးငယ်ခုနပြောတာကဒီလိုမျိုး electronic device တွေဖြစ်တဲ့ဒီ tablet တို့ပေါ့နော်ပြီးလို့ရှိရင် smartphone တို့အဲ့ဒါအသုံးပြုတဲ့ကလေးကတီဗီကြည့်တဲ့ကလေးထက်ပို့ပြီးတော့အချိန်ကညွန်နေတယ်။အဲဒီမှာထပ်ပြီးတော့ဘာပြောလဲဆိုတော့တီဗီကြည့်ခွင့်ရတဲ့ကလေးငယ်တွေကကိုယ့်ရဲ့အိမ်ခန်းထဲမှာတီဗီမရှိတဲ့ကလေးငယ်တွေ ထက်အဲ့ချိန်က18မိနစ်တိတိပို့ပြီးတော့နည်းသေးတယ်တဲ့အဲ့တော့နော်ဟိုစမတ်ဖုန်းတွေသုံးတဲ့ကလေးတွေက TVG ရဲ့ကလေးတွေတဲ့အိတ်ချိန်ပုံနေတယ် TVG ရဲ့ကလေးတွေကဟိုအိတ်ခန်းထဲမှာပေါ့နော် TV ရှိရဲ့ကလေးတွေကဒီအိတ်ခန်းထဲမှာ TV မရှိရဲ့ကလေးတွေတဲ့အိတ်ချိန်16မိနစ်ပုံနေတယ်ဆိုတော့ တက်ဘလက်ဒီသုံးတဲ့သူတွေကတာမန်ပုံမှန်ဒီထောက်သားလာဆော့နေတဲ့ဒီ TV လည်းမကြည့် TV လည်းမကြည့်ဆိုအဲ့ချိန်ပေါ့နော် TV လည်းမကြည့်အိမ်ခန်းထဲမှာပြီးတော့ဂိမ်းတွေလည်းမဆော့ပေါ့နော်စမတ်ဖုန်းလည်းမသုံးတဲ့ကလေးတွေဆိုအဲ့ချိန်ကဘလောက်တောင်များပုံနေတယ်တနိုင်နေပါလောက်ဖြစ်သွားပြီနော်လာမျိုးပုံနေတယ်အဲ့တော့ကလေးဆိုတာကလည်းကိုယ့်ရဲ့အိတ်ဆက်တဲ့သဘာဝပတ်ဝန်းကျင်မှာအဲ့လိုနီးပညာပစ္စည်းတွေရှိနေတယ်ပြီးတော့အဲ့ပစ္စည်းကိုအသုံးပြုတဲ့အချိန်ဟာအနားယူရတယ်ဒါမှမဟုတ်လို့ရှိရင်အိတ်ဆက်ချိန်တွေကိုလုံးဝမပြည့်မဝဖြစ်စေရဲ့အဲ့တော့ကလေးဆိုတာတက်ကြွလန်းဆန်းနေရမယ်ပြီးတော့ရှင်အေးဝဝအိတ်ပြီးတော့အမြဲတမ်းပျော်ရွှင်နေရမယ်စာလူကြီး းများလို့ပေါ့နော်အမြဲတမ်းအိတ်ငိုက်ပြီးတော့ပြီးသွားလို့ရှိရင်ဟိုညဆိုတော့အိတ်ရဲမဝမနဲ့ဆိုလို့ရှိရင်လည်းတဲ့မှာကျောင်းကသွားတော့သူတို့မှထရရတော့မယ်ဒီလိုမျိုးကြီးဖြစ်မှာဆိုလို့ကိုယ့်ရဲ့မိဘတွေဆွေမျိုးတွေအနေနဲ့ကလေးတွေနဲ့အတူတူနေနေတဲ့အတော်တွေဦးလေးတွေအနေနဲ့လဲဒါကလေးတွေကို electronic device တွေသုံးတာမျိုးကိုအဲ့ချိန်မှာတော့ပေါ့နော်ပုံမှန်သတ်မှတ်ပြီးတော့ရှောင်ရှားခိုင်းတယ်လို့တော့ဒီထဲမှာဖော်ပြပေးထားတယ်ဟုတ်တယ်နော်အဲ့ချိန်က5မိနစ်ဆို5မိနစ်ဆိုသလားအကျိုးရှိရဲ5မိနစ်ဟိုဆော့အိတ်လိုက်တဲ့အခါကျရင်ပေါ့နော်ဘာလို့ဆိုတော့တို့တွေမနဲ့ဆိုရင်လည်းအလန်းပေးတာ5မိနစ်လောက်ထပ်အိတ်လိုက်မယ်ဆိုရင်ကိုယ့်အတွက်အဆင်ပြေတယ်ဆိုပြီးတော့ ပေါ့နော်အဲ့လိုဆိုတော့အဲ့ချိန်တာအဲ့လိုထက်ထက်တိုးပြီးတော့ကိုယ်နေနေပေါ့နော်ဟိုတိုးပြီးတော့အကျမ်းမှန်နေညွတ်တဲ့အချိန်နေတိုင်းအိမ်မယ်ဆိုရင်တော့ဒါတော်တော်လေးကိုလည်းအဆင်ပြေနိုင်တယ်ဟုတ်တယ်ဆိုတော့ဘယ်လိုဆိုရင်အေးအေးပြတ်တဲ့အခါကျရင်အားလုံးသိတဲ့အတိုင်းပဲတဏီုံဘယ်လိုမှလမ်းဆန်းနိုင်မှာမဟုတ်ဘူးနော်ဒီကြတော့အိတ်ဖို့ပါပဲအိတ်ဖို့ပဲဒီနေ့ပညာရေးကြောင့်ပဲပြီးလို့ရှိရင်ဒီဖုန်းယူဖွင့်အိတ်ပြွားလို့ဘီကောင်ရတဲ့အဖြစ်ပြက်တွေလည်းအများကြီးရှိမှာပဲနော်အဲ့တော့အကောင်းဆုံးကခက်ဝဲနေပါအိတ်ခံနေနေပြီဆိုရင် ရန်ခန့်ကြွားကြတော့2050ပြည့်နှစ်ပေါ့နော်အဲ့ဒီအရောက်မှာဖြစ်ပေါ်လာမယ့်အကြောင်းလေးကိုပြောပြအောင်မယ်2050ပြည့်နှစ်ကိုရောက်ပြီဆိုရင်တဲ့ပရိစီဝါဆေးဝါးတွေကိုယဉ်ပါတာပေါ့နော်အဲ့ဒီယဉ်ပါခြင်းပြဿနာတစ်နှစ်မှာဆိုရင်လူပေါင်း10သန်းတောင်အသက်ဆုံးရှုံးနိုင်နေဆိုတဲ့အကြောင်းအဲ့ဒါကိုပြည်ထောင်နိုင်ငံအစိုးရကဒီကြီးမှုကျင့်ပတဲ့သုံးသက်ချက်ပေါ့နော်အဲ့ဒီတရက်အရာပရိစီဝါဆေးဝါးတွေကိုယဉ်ပါတဲ့အတွက်ကြောင့်တစ်နှစ်မှာလူပေါင်း10သန်းခန့်ကိုတည်ဆုံးစေနိုင်နေဆိုတဲ့အကြောင်းလေးဒါလေးကို health update channel ထဲမှာရေးထားတာလေးတွေ့ရဒါကိုပြောပြချင်တာပါအဲ့ဒီလေးလာချက်အရာကသူကတည်ဆုံးမှုအရေး တွက်အမြင့်မားဆုံးဒေတာကဒီပေါ့နော်အနုစီဝ ပိုးမွားတွေကိုဒါရင်ပါမှုကကြတော့အာရှဒေသအမြင့်ဆုံးဖြစ်နေတာတဲ့အဲ့တော့သေဆုံးမှုအရေတက်ကဘယ်လောက်တောင်ရှိလဲဆိုတော့၄တသမ8တန်းတောင်ရှိတယ်။နောက်ပြီးတော့အာဖရိကကကြတော့၄တသမ1တန်းနောက်ပြီးတော့ဒုတိယနေရာကနေသူကလိုက်နေတာဥရောပမှာကြတော့ဒါ3သိန်း6000တောင်ရှိရဲတဲ့ပြီးတော့အမေရိကန်မှာကြတော့သူက3သိန်း1800တောင်ရှိရဲလို့ပြောတယ်ဒါရင်ပါအတွက်ကြောင့်ပေါ့နော်သေဆုံးမှုတွေကတဖြည်းဖြည်းနဲ့မြင့်တက်လာတာပြီးတော့အနုစီဝါစီဝါတွေကိုရင်ပါကနေပတ်သက်တဲ့တက်ရောက်မှုတွေဟာတဲ့တစ်ကမ္ဘာလုံးမှာပြန့်နှံ့နေပါတယ်အဲ့ဒီအတွက် ောင်ဥရောပနဲ့အမေရိကမှာဆိုရင်တော့မှနှစ်စဉ်လူပေါင်း9000ကသေဆုံးနေတာပါတဲ့2050မှာသာလူပေါင်း10000တောင်သေဆုံးနိုင်တယ်ဆိုရက်တို့ရဲ့ဒီခံမှန်းချက်ကြီးပေါ့နော်အဲ့တော့ဒီပြဿနာနဲ့ပတ်သက်ပြီးတော့ဆေးပညာရှင်တွေပဲအားလုံးပူးပေါင်းပြီးတော့ဖြေရှင်းကြရမယ်ထင်တယ်နော် อืมဟုတ်တယ်เนาะစေးရင်ပါတွေဆိုတာကတခါကျရင်ဟိုစေးမှန်မှန်မတောက်တာတွေပေါ့เนาะသူတို့ပေးထားတဲ့ course တိုင်းမတောက်တဲ့ခါမှာစေးရင်ပါမှုတွေကလည်းဖြစ်နိုင်တယ်။ပြီးတော့တခြားနီးလန်းနေနေရောပေါ့เนาะဘယ်လိုမျိုးစေးရင်ပါမှုတွေဖြစ်ပေါ်နိုင်လဲဆိုတာကိုပူးပေါင်းရှာဖွေပြီးတော့အခုချိန်နေရာနေတာထိန်းချုပ်မယ်ဆိုလို့ရှိရင်တော့ဒါ2050ပြည့်နှစ်ဒီဖြစ်ရမျိုးကနေတော့ဟိုရှင်းကြသွားမှာပေါ့เนาะဟုတ်တယ် ကဲအဲ့ဆိုရင်ဒီတစ်ခါတော့ထူးထူးခြားခြားဒီနိပညာနဲ့ပတ်သက်ပြီးတော့ဒီထွန်းစမ်းသပ်မှုအကြောင်းပြောဦးမယ်အဲ့ဒါပါလဲဆိုတော့တို့တွေစပင်းနေခေါင်းလျှော်ပြီးတဲ့အခါကျရင်စပင်းတွေကို hair dryer အိမ်နဲ့မှုတ်ကြရပေါ့နော်အခုအဲ့ဒီ hair dryer တွေကကြတော့စပင်းတွေပြက်စီးရလေဒီအပူဆိုတော့အပူနဲ့ထိတွေ့ပြီးတော့စပင်းတွေကပိုပြီးတော့ပြက်စီးကြရတယ်အဲ့တော့ကြာအဲ့ဒီအစားကိုပေါ့နော်ဒါဘာကိုအစားထိုးမလဲဆိုတော့အခုဖန်နေလိုက်တာကဘာလဲဆိုတော့သူကလက်အိတ်ပေါ့နော်အဲ့လက်အိတ်ကအဲ့ hair dryer အစားထိုးပြီးတော့အသုံးပြုနိုင်တာလက်အိတ်သူအဲ့လက်အိတ်နဲ့စပင်းတွေကိုတုံးလို့ရတာ အဲ့ဒါအဲ့လိုအဲ့လိုပုံစံမျိုးလေးပေါ့နော်တီထွင်ထားတာပေါ့နော်ဒီလက်အိတ်ကိုကြတော့ဒီ Hammercher Schlemmer ဆိုတဲ့ company ကနေပြီးတီထွင်ထားတာပေါ့နော်ဒီသပင်ပေါ့နော်ဒီအချောက်မှုတ်တဲ့ဆက်အဲ့ဒီဆက်တွေအစားကိုသူကဒီပေါ့နဲ့ဒီအစားနေရာမှာအစားတို့အသုံးပြုနိုင်မှုဆိုပြီးတော့လက်အိတ်တွေတီထွင်လိုက်တယ်အဲ့ဒီလက်အိတ်ရဲ့တန်ဖိုးအနေနဲ့ဆိုရင်73ပေါင်ရှိပါတယ်တန်ဖိုးအနေနဲ့ပေါ့နော်ဒီလက်အိတ်တွေကိုအစစ်မြေနည်းပညာနဲ့ပြုလုပ်ထားတဲ့သူက fiber ဒီအမြင်လေးတွေနဲ့ပေါ့နော်တီထွင်ပြီးတော့ဖန်တီးထုတ်လုပ်ထားတာတဲ့ဒါရုပ်တရက်ကြည့်မယ်ဆိုရင်တော့လုံးဝတာမန်လက်အိတ်ပဲတာမန်လက်အိတ်နဲ့ချွတ်ဆွတူရယ်ပေါ့နော်သူကဒီ ီလက်အိတ်တရားဆိုရင်ပေါ့နော်။ तू ကဘယ်လိုမျိုးအစားထိုးပြီးအသုံးပြုနိုင်လဲဆိုတော့တပတ်ပုံစံပေါ့။ तू ကတို့ရဲ့တပတ်တုတ်တဲ့ပုံစံမျိုးအဲ့ဒီတပတ် တပတ်အစားကိုဒီလက်အိတ်ဆွပြီးတော့ဒီပေါ့နော်စပင်လေးမှာဖွားလေးလိုက်ဖြစ်ပြီးတုတ်ယုံမယ်။အဲ့လိုတုတ်လိုက်ခြင်းအဖြစ် तू ကရေကိုပေါ့နော်ဆုပ်ယူနိုင်ဖို့အတွက်အထူးဖန်တီထားတာတဲ့။နောက်ပြီးတော့ तू ကတပတ်နဲ့တုတ်ခြင်းထက်ကိုတဲ့ဒီပေါ့နော်ရေဆုပ်ယူနိုင်စွမ်း तू ကနှစ်ဆအောင်ပုံမြန်နေ။အဲ့တော့ကြောင့် dryer လည်းသုံးစရာမလိုတော့ဘူးလေ။တပတ်တွေပါလေကျန်းကျန်းနဲ့ဖိပုတ်ပြီးတော့ကိုစပင်လေးချအောင်လုပ်စရာမလိုတော့ဘူး။ဒီလက်အိတ်လေးနဲ့ပဲဖိပြီးတော့သုံးပေးမယ်ဆိုရင် तू က ဟိုပို့ပြီးတော့တာပေါ့နော်စပင်းလည်းမပြတ်စီဘူးနောက်ပြီးတော့စပင်းအတွက်လည်းအကျိုးကျေးဇူးရှိသေးရဲ့ပေါ့နော်နောက်ပြီးတော့ဒီဟာအထူးသဖြင့်ဒီရှေးလျားတဲ့စံကေတာပိုင်ရှင်တွေစပင်းအရှိပေါ့နော်ရှိရသူတွေအတွက်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်နောက်စပင်းကိုဖိတုတ်တဲ့အခါကျရင်လည်းအဲ့ဒီစပင်းနေရတဲ့ပုံစံလေးလုံးဝမပြတ်ဘူးလှိုင်းတံတန်စပင်းရှိမယ်ဆိုရင်လည်းလှိုင်းတံတန်ပုံစံလေးအတိုင်းပဲစပင်းနေရကျန်ပြီးတော့ရှိနေမှာပါတဲ့နောက်ပြီးတော့သူကဒီစပင်းမှာဟိုတို့ရဲ့ hair coat တွေ jerry spray တွေဒါတွေအများကြီးဖြန်းထားတယ်ဆိုပေမဲ့လေဟိုဒီလက်အိတ်နဲ့ပဲဟိုပေါ့နော်တုတ်လို့ရတယ်ဆိုတော့အဲ့လက်အိတ်မှာအဲ့ jerry တွေ းခုနပြောတဲ့စပင်ဖြန်းတဲ့စပရေးကန့်ညိသွားတယ်လည်းလုံးဝမရှိဘူးတဲ့အားလုံးအဆင်ပြေဖို့အတွက်ဒီလက်အိတ်ကိုထုတ်လုပ်ထားတာအော်ဒါဆိုရင်တော့စပင်ပြက်စီးပါမှောက်တယ်နော်ဆိုအိတ်လက်အိတ်ရှိဟုတ်တယ်ကဲအဆင်ခဏနားလိုက်ရအောင်နော်အလားပါနေပတ်သက်တဲ့အကြောင်းအရာတွေခဏနေတင်ဆက်ပေးပါအောင်မယ်အခုတော့ခေတ်သစ်ပြုံမယ့်အစီအစဉ်ဒီမှာခဏလေးနားအောင်မယ်နော်